ားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်သင်မဲ့သင်ရစာကတော့အခန်း၄ဒေသကြီးငန်းဒေသမ3နဲ့ဒေသမ4ပဲဖြစ်ပါတယ်ဒီကမ်းမှာကဒီချက်တို့ဘာတွေသင်ရမလဲဆိုရင်ထပ်တူရခြင်းကအမြောက်ချင်းလှုပ်ထုံးဆိုင်ရာဂုံတတိများအကြောင်းကိုသင်ရမှာဖြစ်ပါတယ်အဲ့ဒီမှာအမြောက်ကလေးရဂုံတတိရှိမယ်အမြောက်ဖက်ဆက်ရဂုံတတိရှိမယ်နောက်ကအမြောက်ထပ်တူရဂုံတတိရှိမယ်ပေါ့နော်အဲ့ဒီကမ်းမှာမှာဒေသကြီးငန်းဒေသမ3မှာအောက်ပါညီညာချင်းများတွင်မိဒီဂုံတတိကိုအသုံးပြုထားကြောင်းဖော်ပြပါတယ် ဲဆိုရင်ဒီမှာနံပါတ်ကြီးမှာ42 into a နော်ဒီဝက်ဘက်မှာကနော်42နဲ့ a နဲ့ညွှန်ထားတယ်။လက်ရဘက်မှာကျတော့ဆိုမှာ a နဲ့42ကိုဖြောင်းမြန်လန်ညွှန်ထားတယ်နော်။ခြေနှောင်းနဲ့ဖလှယ်ပြီးတော့ဆိုမှာညွှန်ထားတာဖြစ်ပါတယ်။ရတာလည်းဖြေကအတူတူပါပဲ။ဒါကဘာကုံတတိလဲဆိုရင်အမြောက်ဖလှယ်ရကုံတတိဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ခြေတို့ကကနန်း၃လုံးပါရပါတော့နော်။ကနန်း၃လုံးပါလို့ရှိရင်တော့ဖလှယ်ရပါတော့နော်။ကနန်း၃လုံးဆိုရင်ဆိုမှာဖက်ဆက်ရပါလား။ လဝက်ဘက်မှာကြတော့ကျွန်တော်ကဏ္ဍတောင်းတော့ဟာစနစ်ရဲ့ A ရဲ့5ရဲ့ A ကိုမြောက်ထားတယ်။လက်ရဘက်မှာလည်းစနစ်ရဲ့5ရဲ့ A ကိုမြောက်ထားတယ်။အဲ့လိုမြောက်တဲ့အခါမှာလဝက်ဘက်မှာကြတော့ကျွန်တော်နောက်ဆုံးကဏ္ဍနှစ်ခုလုံးဖြစ်တဲ့5ရဲ့ A နဲ့ကိုအရင်မြောက်ပြီးတော့မှစနစ်နဲ့မြောက်မယ်။လက်ရဘက်မှာကြတော့လည်းကျွန်တော်တို့ကရှေ့ကိန်းနှလုံးဖြစ်တဲ့စနစ်နဲ့9နဲ့ကိုအရင်မြောက်ပြီးတော့မှ A နဲ့မြောက်တယ်နော်။အဲ့လိုကဏ္ဍတောင်းတော့ကိုရှေ့နဲ့နောက်နဲ့ဖတ်ဆက်ပြီးတော့မြောက်ထားတာဖြစ်တဲ့အဲ့ဒါကအမြောက်ဖတ်ဆက်ရာဂုဏ်သတိဖြစ်ပါရဲ့။ နမကငယ်ကကြတော့လေနမကကြီးနဲ့တူပါပဲ15နဲ့ A နဲ့ကိုမြောက်ထားတယ်လက်ရဘက်မှာကျတော့ A နဲ့15နဲ့ကိုပြန်ပြီးတော့ဖလှယ်ပြီးတော့မြောက်ထားတယ်ရတာတဲ့အဖြေကဒူရွဲဖြစ်မှာပါဒါကြောင့်မို့မြောက်ဖလှယ်ရကုန်တယ်လို့ခေါ်ပါတယ်နောက်ကနမကကြီးကကြတော့သူကကဏ္ဍသုံးလုံးပေးထားတယ်ချက်ပြောတာကတော့ကဏ္ဍသုံးလုံးပေးထားရင်ဖက်ဆက်ရလို့ပြောထားတယ်ဒါဆိုရင် A into 5 into 2ပေါ့နော် A ရဲ့9ရဲ့2ရဲ့ကိုမြောက်ထားတယ်လက်ရဘက်မှာလည်း A ရဲ့9ရဲ့2ကိုမြောက်ထားတယ်ဒါဘက်မှာကျတော့ကျွန်တော် A နဲ့9နဲ့ဝင်ဆုံးမြောက်ပြီးတော့မား2နဲ့မြောက်မယ် ။ဒီရဘက်မှာကျတော့ငါးနှစ်နှစ်နဲ့ဥမြောက်ပြီးတော့မှအင်းနဲ့ပြင်နေအောင်။အဲ့လိုမျိုးဖက်ဆက်ပြီးမြောက်လာဖြစ်တယ်လေ။ဒီဟာကိုဘယ်လိုခေါ်လို့ရှိရင်အမြောက်ဖက်ဆက်ရဂုံသက်တိလို့ခေါ်ပါတယ်။ဒါကလေ့ကျင့်ခန်းတိသမတ်တော့ဒါလေးပဲပေါ်လာရအောင်နော်။ဒါဒီလေ့ကျင့်ခန်းတိသမတ်လေးမှာကျတော့ကျွန်တော်ကွက်လက်တွေဖြစ်မှာ။သူကကျတော့အဲ့ဖလဲရဖြောင့်ဝင်ရဂုံသက်တိကိုသုံးပြီးတော့ကွက်လက်တွေဖြစ်မှာနော်။ရတဲ့နမကကြီးမှာဆိုရင်နော်ရှစ်အပေါင်းကိုရှစ်နှစ်ကိုနဲ့ပေါင်းတာတော့ဆမကခုနှစ်နဲ့မြောက်ထားတယ်အဲ့ဒါဆိုလို့ရှိရင်အပြင်မှာရှိတဲ့ဂွင်းရဲ့အပြင်မှာရှိတဲ့ခုနှစ်က ဘင်းနဲ့မှရှိရဲ့ရှင်းနဲ့လဲဆိုင်တယ်ကိုးနဲ့လဲဆိုင်တယ်ခုနှစ်ကရှစ်ကိုလဲဝင်မြောက်မယ်ခုနှစ်ကကိုးကိုလဲဝင်မြောက်မယ်အခုသူပေးရတာကခုနှစ်ကိုရှင်းနဲ့ညော်ရတာပေးကြည့်ပါဦးတော်သူရှင်းကိုကွက်လက်မှာပါထည့်ရမယ်ဆိုရင်ခုနှစ်နဲ့ကိုးနဲ့ညော်တော့ဟုတ်ရှင်းကိုထည့်ပေးမှာပါနော်အဲ့ဒါဖျက်ဝေရကုန်တဲ့ဒီပါနော်ဘင်းနဲ့မှာပေါင်းလာလို့ရှိရင်စမအပေါင်းလက္ခဏာတွေပဲဘင်းနဲ့မှာနှုတ်ထားအနှုတ်လက္ခဏာတွေပဲဘင်းရဲ့အပြင်ဘက်မှာရှိရဲ့အမြောက်ကနော်အမြောက်ကရဆိုဘင်းရဲ့ဟိုတလုံးချင်းဝင်ရပါမယ်နော်နောက်ကနမခဝေးပါ ရခဝေးရကြတယ်မှာလက်လက်လက်ရလက်ရဘက်မှာ35အမြောက်ခုနှစ်အပေါင်35အမြောက်သူတို့၃လို့ပြီးတိုင်းဒါဆို35ကခုနှစ်ကိုလည်းဝင်မြောက်မှာ35က၃ကိုလည်းဝင်မြောက်ထားတာပါဒါဆိုစမော35ကဝင်မြောက်တာဖြစ်တယ်ဆိုတော့ဝင်နဲ့မှာရေးရမယ်ဟာခုနှစ်နဲ့၃နဲ့ပါခုနှစ်အပေါင်ဟုတ်ပြီ35ကခုနှစ်ကိုဝင်မြောက်မှာ35ကလည်း၃ကိုဝင်မြောက်မှာနော်နောက်ကနံပါတ်ကငယ်ပါနံပါတ်ကငယ်မှာ400ခုနှစ်ကိုမြောက်ထားတယ်400ရှိကိုမြောက်ထားတယ်ဒါဆိုရှင်စမော်က ရေကိုပြင်မာထားပြီးတော့9နှစ်ရှိနေကိုခွေးထဲမှာခတ်ထားလို့ရှိရင်ကျွန်တော်တို့ကအဲအတူတူပဲပေါ့နော်တပြောင်းပြန်ပြင်လုပ်ထားတာနမကကြီးလိုပုံစံကိုပြောင်းပြန်ပြင်ဖြစ်တာနော်နမကကြီးမှာကြတော့ကျွန်တော်တို့ခွေးနဲ့ရကင်းကိုခွေးနဲ့ရကင်းဒီခွေးနဲ့မှာတစ်ခုစုပြီးတော့ပြင်မှာပြန်ဖြင်းတာဟုတ်ပြီနော်ဒီနမကကငယ်မှာကြတော့ဖြတ်နိုင်ရအောင်မှာခွေးနဲ့ကိုပြန်စုတာနော်၄ခွေးနဲ့ညောက်တယ်၄ရှိနေညောက်တယ်ဆိုတော့ကျွန်တော်တို့၄ကိုပြင်မာထားလိုက်မယ်ဒီနေ့မှာကျတော့ခုနှစ်နဲ့ရှင်းတဲ့ကိုပေါင်းပြီးထည့်ထားလိုက်ရပါပြီ။တော့နမကကြီးပါ မက်ကကြီးကကြတော့အတိုင်းပဲငါ3500အပေါင်း6000ငါငါကလည်း3ဝင်ရောက်တယ်ငါက6ကိုမြင်လာဖြစ်တယ်ငါ့ကိုပြင်မှာထားမယ်ဒီ green net မှာပါထည့်မယ်ဆိုရင်3အပေါင်း6ကိုထည့်ရမယ်နော်နောက်ကနံပါတ်5ပါနံပါတ်5ကလည်းအတိုင်းပဲ9မြောက်7အပေါင်း9မြောက်ကိုငါက7ကိုဝင်ရောက်တယ်ငါက6ကိုမြင်တယ်ဒါကြောင့်မို့နော်ဝင်ရဲ့ပြင်မှာငါ့ကိုထားမယ် green net မှာကျတော့စမော7နဲ့9နဲ့ကိုပေါင်းပြီးတော့ထည့်ပြရပါမယ်နောက်ကနံပါတ်6လုံးပါနံပါတ်6လုံးက 6 6က4ကိုဝင်မြောက်တယ်အဲ406ကိုဝင်မြောက်တယ်19 19ကိုလည်း400ဝင်မြောက်တယ်ညမို့4ကိုပြင်မာထားပြီးတော့ဝင်နှက်မှာကျတော့ဒီမှာက6 plus 19ကိုထည့်ရပါတယ်ဟုတ်ပါနော်ဒီဟာလေးကတော့ကျတော့ဒါကစလည်းစလုံးပြီးွားပြီပေါ့နော်ဒီဟာစလင်းပေါ့စလင်းရတော့လက်တိုင်းပဲဒီဘောကတိုင်းပဲသူကဖြတ်နေတာဖြတ်နေတော့ကျတော့ပြန်စုရမှာပြန်စုတဲ့အခါမှာ19က3ဝင်မြောက်တယ်19က12ကိုဝင်မြောက်တယ်ဒါဆိုရင်ဒီမှာတော့ဝင်ရဲ့ပြေဘက်မှာ19ကိုထားရမယ် ဘင်းထဲမှာကျတော့၃နဲ့စနစ်နဲ့ကိုထားရမယ်ဒါကြောင့်မို့၃ရေးထားရတဲ့အတွက်ဘင်းထဲမှာစနစ်ထားမယ်အပြင်မှာကျတော့စကူကိုထားလိုက်ပါနော်စားလိုက်ပြီးတော့ဇာခွဲပါဇာခွဲမှာကျတော့ဆီမှာတော့ A into B plus C သူကကိကိနန်းနေကိုပေးရအောင်အခက်ရာတွေပေးထားတယ်။အဲဒါဆိုဆိုတော့ပြင်မှာဝင်ရပြင်မှာရှိတဲ့ A က B ကိုလည်းဝင်မြောက်မယ်။ဝင်ရပြင်မှာရှိတဲ့ A က C ကိုလည်းဝင်မြောက်မယ်။သူက A နဲ့ C နဲ့ကိုမြောက်ပြီးသွား A က C ကိုမြောက်ပြီးသွားတယ်ဆို A က B ကိုမြောက်တာကိုရှင်းရမှာ A မြောက်ဒါကနံပါတ်1ပြီးပါပြီ။ဟုတ်ကဲ့နော် နံပါတ်1ကကြတော့အမြောက်ရဲ့ဖြန့်ဝေရကုန်သတိကိုအသုံးပြုပြီးအောက်ပါရိုကိုဖြည့်ရှင်းပါတဲ့ဒီမှာတဲ့အတိုင်းမှာကျွန်တော်တို့ပြေးထားတယ်ဖြန့်ပြေးထားတာကိုကျွန်တော်တို့ပြန်စုမယ်ဒါဆိုဘာလို့ပြန်စုမလဲဆိုရင်64ရက်83ကိုမြောက်တယ်64ရက်29ကိုမြောက်တယ်ဒါဆို64ကိုတက်တက်ထားမယ်ဝင်ထဲမှာကျတော့83နဲ့29ကိုထည့်ထားတယ်ပေါ့နော်ပြီးကြရင်ဝင်ထဲမှာရှိရ83နဲ့29ကိုကျွန်တော်တို့ပေါင်းတဲ့အခါမှာ100ရရပါတယ်တရားနဲ့64နဲ့ညွှန်တဲ့အခါမှာကျွန်တော်တို့6တန်းအောင်လေးရရတယ်နော်။နောက်တစ်ခုကကျတော့နမက်ခါဝေးပါ။နမက်ခါဝေးမှာလည်းအတိုင်းပဲ 95 21ကိုမြောက်တယ်95က4ကိုမြောက်တယ်ဒါဆိုရင်အပြင်ဘက်မှာ95ကိုထားမယ်20ဘင်းနဲ့မှာကျတော့21နဲ့4နဲ့ကိုထားမယ်ပေါ့နော်တူတာအောင်ဆိုမှအပြင်မှာထုတ်တာပေါ့ပြောရမလို့ဘုံထုတ်တဲ့ပုံစံမျိုးပဲရှိရဝင်းနဲ့မှာလည်း95ပါတယ်နောက်ကဝင်းနဲ့မှာလည်း95ပါတယ်အဲဒါပုံစံမှာ95ကိုဘုံလိုက်မယ်ဝင်းနဲ့မှာက21နဲ့4နဲ့ကိုထည့်ဒါဆိုရင်21နဲ့4နဲ့ပေါင်းတော့25 25နဲ့95ကိုမြောက်မယ်95ကို25နဲ့တောင်းမြောက်မယ်ပေါ့နော်ညတာတော့ရှင်မပြတော့ပါဘူးရှင်အဖြေပဲတစ်ခါတည်းတန်းရေးပြလိုက်မယ်နော်အဲဒီ2000နဲ့695ဖြစ်ပါတယ် ဲဒါရင်ပြီးတော့ကျွန်တော်နမကငယ်ပါတော့နမကငယ်က45အမြောက်200ပေါ့သူကတော့အဖြတ်မပေးတော့ကျွန်စုပေးတာအဲ့တော့ကျွန်ပြန်ဖြတ်မယ်ဖြတ်တဲ့ကောင်မှတော့45ကိုပဲ45နဲ့ခွဲမလား200နှစ်ကိုပဲ200နဲ့နည်းနဲ့ခွဲမလားခွဲလို့ရရပါတော့ရှယ်ကတော့200နှစ်ကို200နဲ့နည်းနဲ့ခွဲလိုက်နော်200နှစ်ဆိုတာ200နဲ့နည်းနဲ့ပေါင်200နှစ်နော်ဒါဆိုရင်45က200ကိုသွားမြောက်မယ်တော့45ရတယ်နှစ်ကိုသွားမြောက်ဒါဆိုရင်45နဲ့45နဲ့လီက90 55 20 400 55 200 900 55 200 90 900 990နဲ့ကိုပေါင်းတဲ့ခါမှာဒီမှာတော့990ရရှိပါတယ်နောက်တစ်ခုကကျွန်တော်နမက်ခကြီးနမက်ခကြီးကသူကဖြန့်မိတာလေကျွန်တော်ပြန်စုရမှာ3 3593နဲ့မြောက်ထားတယ်ဒါကနှစ်ကိုလည်း993နဲ့မြောက်ထားတယ်အရင်းစမှာတော့993ကိုပုံလိုက်မယ်ခွေးနဲ့မာက293နဲ့ဟုတ်ထားတယ်ဗျာ293နဲ့ပေါင်းရမှာဒါမှားသွားတယ် နော်နှစ်နဲ့သုံးနဲ့ကပေါင်းပြီးတော့ပြင်မှာအမြောက်လို့ထည့်ရမှာနော်အရင်သုံးနဲ့နှစ်နဲ့ပေါင်းရင်900ရတယ်9နဲ့953နဲ့တော့ဘာလို့ကမှာတော့မြောက်ပါမှာနော်မြောက်တဲ့ခါမှာအဖြေကဘယ်လောက်ရလဲဆိုလို့ရှိရင်1965ရရှိပါတယ်ပေါ်သုံးဒုတိယအကြိမ်ဒီမှာခြေုံမှားတာရှိပါတယ်အဲ့ဒါလေးလက္ခဏာလေးကရောင်းရဖြစ်သွားတာနော်ပြန်ပြင်လေးပါ။ဟိုကနံပါတ်5ပါ။နံပါတ်5ကကျွန်တော် ခြားရသုံးကိုခုနှစ်ကိုခြားရသုံးနဲ့မြောက်တယ်သုံးကိုလည်းခြားရသုံးနဲ့မြောက်တယ်ဒါဆိုရင်ဒီမှာခြားရသုံးကိုပုံထုတ်လိုက်မယ်ဘယ်ထဲမှာတော့ခုနှစ်နဲ့သုံးနဲ့ကိုထည့်မယ်နော်ဘာလို့လဲဆိုတော့2ရာဖြစ်တဲ့တူရာကိုပုံထုတ်လိုက်မယ်ဒါဆိုရင်ခုနှစ်နဲ့သုံးနဲ့ပေါင်းရင်ရှိလို့ဘယ်လိုရလဲဆိုရင်10ရပါတယ်ခြားရသုံးနဲ့10နဲ့မြောက်တဲ့ခါမှာဆရာတို့က3ညလုံးပူသွားတော့နော်6030ဖြစ်သွားပါတယ်နော်အဲဒါကတော့လေ့ကျင့်ငယ်အဲတိသမာ၄ကနံပါတ်5ပြီပေါ့နော်ဟုတ်ဆုံးထိပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်